ားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုမှာတော့အခုလိုမိုးရာသီမှာလေခွင်းထဲကနေပြီးတော့လေခိုင်ဝလီပဲကောက်ယူပြီးတော့ဈေးမလာရောက်ကြတဲ့ဒေးတဲ့တွေတည်းရှိလာပြီနော်အဲ့တည်းဒီနေ့ကျမရာသီစာအတုတ်တစ်မျိုးဖြစ်တဲ့အရန်စားလို့တောင်းတဲ့လေခယူတုတ်ကိုအိမ်မှာအရသာရှိရှိတုတ်ပြပေးတော့မှာဖြစ်ပါရဲ့ရှင် ုမြင်တွေ့နေရတဲ့လက်ခရုပမာဏကတော့နိုးစီသုံးဖို့စားပဲဖြစ်ပါတယ်။ဒီလက်ခရုလေးတွေကတော့အလက်ဆက်ဆက်တွေပဲဖြစ်ပါတယ်နော်။အရင်ဦးဆုံးနေတဲ့တန်းစီအောင်စိတ်ထားတဲ့လက်ခရုတွေကိုရင်ရင်းနဲ့ပြုတ်ပါမယ်နော်။ င်းသွေးစုလာလို့ရှိရင်ခရုနေဝေလည်းနိုးကျက်လာလို့ဆဲပါတော့မယ်ရှင် ရခိုင်အခွန်ရအသားတွေကိုတော့ဒုချုံလေးနဲ့အခုလိုမျိုးအသေးစိတ်သေးချာလေးကတ်လို့ပြီးတော့ထုတ်ရပါမယ်နော် ုံတုံမှုတွေစက်တော်နေနေပါမယ်နည်းနည်းပဲလေးထားပါမယ်ရှင် မြို့တီအစင်းတောင်းလေးနှက်ထဲပါမယ်နော်ဟုတ်ပြီအခုဆိုရင်တော့စက်တုံယူကြဖို့အတွက်ဒေဝရဲကိုစီထဲပါမယ်စီဘူးလာလို့ရှိရင်တော့လိထားပြီးသားစက်တုံယူကိုထည့်ကြပါမယ်ရှင် တက်တော့ပြုတ်ကြပြီဆိုလို့ရှိရင်တော့ခရုပကံလေးကိုနောက်ထပ်ပါမယ်။ရုပ်တီအကြက်မုံအချိုမုံငပြိုင်နဲ့မယမ်းပြအနေငယ်ထည့်ပြီးတော့တုတ်လိုက်ပါမယ်။ ုတ်ကဲ့ပါရှင်အခုဆိုရင်တော့မိုးရတီမှာရာတီစာအတုတ်တမျိုးဖြစ်တဲ့အရန်စားလို့ကောင်းတဲ့လက်ခယူးတုတ်ရပါပြီရှင်နောက်တစ်ပတ်တွင်မှလည်းဒီလိုအရသာရှိရဲ့ဟင်းမျိုးစုံကိုချက်ပြပေးမှာဖြစ်လို့ကျမရဲ့ channel လေးကို like ရယ် subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါရှင်နောက်ဗီဒီယိုမှာလည်းဘလို့အစားအစာနဲ့ဟင်းလျာတွေချက်ပြပေးရမလဲဆိုတာကိုကွန်မန့်မှာရေးထားပေးလို့ရပါရဲ့နော် အစောင်းလေးကြွရှုပ်ပေးကြတဲ့တဝူတယောက်ချင်းစီအတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်။